လိမ့်တာရယ်ဟုတ်ကဲ့ပြောပါလားမသိအောင်တော့ပေါ့ဟုတ်ကဲ့ပါလားနည်းနည်းဂျူတီရဆိုလမ်းလမ်းမှာပါတော့အဲ့တော့မဟုတ်အလုံးလုံးနေရယ်โอเคအားလုံးမင်းလာမပြကျွန်တော်တို့ AND ပဲဖြစ်ပါတယ်ဒီနေ့စိတ်မကောင်းစရာ PPTO လေးတင်ကြပါနဲ့ခင်ဗျာကျွန်တော်တို့အားလုံးပဲကြည့်ကြပါအောင် PPTO လေးတင်ရတဲ့အကြောင်းချင်းကတော့သူများပုတ်ခတ်လူစိတ်မရှိပါဘူးကျွန်တော်ရဲ့မိသားစုတွေလည်းဘူးတူတာရပါစေပြပါစေမြင်ပါစေကျွန်တော်ကိုယ်တိုင်လည်း ိပါစေမြင်ပါစေဆိုပြီးတော့ဗီဒီယိုတူတူကြည့်မှဖြစ်ပါတယ်ဆိုတော့ကျွန်တော်တို့အားလုံးပဲကြည့်ကြပါအောင်ခင်ဗျာရှိကွာငါနဲ့အာငါနဲ့မကောက်ဆယ်နဲ့ပြည့်ရမယ်โอเคอ่าဆိုလို့ရှိရင်တော့ကျွန်တော်တို့မိန်းကလေးပြင်ဆင်တာရှိရပါတော့အဲ့တော့အမအောင်ဘုရားရှင်ကိုတော့10နှစ်ပြီတော့ပဲပေါ့နော်အဲ့ဒါမျိုးပြောထားရတယ်ပြီးချင်တယ်အဆင်ပြေလားမသိဘူးခင်ဗျာပြေပါတယ်မိကြီးပါโอเคအားဆိုင်တရနာကုန်သုံးမပါလဲခင်ဗျာအာ တရဏဂုံသုံးပါ။အော်ခေါ်လားမသိဘူးတရဏဂုံကအရဟံအဲ့လား။ဒါတို့ဘယ်ပြောမလဲဗီဒီယိုအတွက်သမီးသက်သက်ရိုက်တာလားတကယ်ပဲလားတော့မသိဘူးပေါ့နော်တရဏဂုံသုံးပါးတော့မသိဘူးဆိုရင်ဒါဟာကျွန်တော်တို့ public မှာရှားပြတာရတော့စိတ်မကောင်းဘူးပေါ့နော်တော့ဗီဒီယိုရိုက်တည်ပဲဖြစ်စေတကယ်မသိကြည်ပဲဖြစ်စေအဲဒီ ND ပြောထားတဲ့ခါလေးကိုတော့တိကျနားထောင်စေချင်တယ်ပေါ့နော် ီဗီဒီယိုလေးကနည်းနည်းရှည်တဲ့တော့ကျွန်တော်စကားလုံးဝမပြောတော့ပါဘူးကျွန်တော်လည်းခင်ဗျားတို့တကူကြည့်ပါမယ်အဲ့ဒါနာမည်ကလေးတစ်ခုထပ်မေးမယ်ပေါ့နော်။ဘာသာတီလာတော့မသိမယ်ထင်ပါရဲ့။ဘာသာတီလာလေးချက်လောက်ရှိပြပေးလို့ရတယ်။အမ်ဘာသာတီလာဘာဘာလဲသူများတော့မတက်တာရဲ့။ဟုတ်ကဲ့ဟုတ်ကဲ့။သူများပြစီမခေါ်ရဲ့။ဟုတ်ကဲ့။မလိန်နိုင်။ဘာမှတီလာလောက်ချက်မတက်နိုင်မသိဘူး။ပြောပါလားမသိအောင်တော့မပေါ့။ဟုတ်ကဲ့ပါလား။နည်းနည်းကျွတ်ရဲဆိုလမ်းလမ်းမှာပါပေါ့နော်။အဲ့တော့ဟုတ်ကဲ့အလုံးလုံးနေရဲဆိုရုပ်ပြတီဝင်လာပြီလားပြီးတော့အုံနောက်ကအလုံးမလုံးတော့ ရုတ်တရက်ကြီးလာမေးတော့တဲ့အုံနောက်ကအလုံးမလုံးတော့လို့တဲ့ငါးပါးတီလာဘာမှမသိဘူးတဲ့တရဏဂုံကိုဘာမှမသိဘူးတဲ့အဲ့တော့ဗုဒ္ဓဘာသာတရားဟာအလုံးလုံးလို့အုံနောက်ကအလုံးမလုံးတာနဲ့ပဲငါးပါးတီလာတွေတရဏဂုံတွေမေ့ပစ်တယ်ဆိုတာဟာအင်မတန်ခက်ညံ့ညံ့အမိခံဗုဒ္ဓဘာသာတတ်တတ်ပဲဖြစ်တယ်နော်ဆိုတော့လေဒီမိန်ကလေးဆိုလို့ရှိရင်ဒါအနည်းဆုံးအသက်30နှစ် အသက်30အသက်25နဲ့30ကြားမှာရှိတဲ့အရွယ်မိန်းကလေးမျိုးဖြစ်တယ်။ဒီလိုမိန်းကလေးမျိုးဒီလိုအရွယ်မျိုးကတရဏဂုံလေး၅ပါးတီလာတွေကိုမသိဘူးဆိုတာဟာအင်မတန်ရှက်စရာအင်မတန်ဝမ်းနည်းစရာကောင်းတယ်။ဘာသာကြားတွေအနေနဲ့မြင်တယ်ဆိုလို့ရှိလို့ရှင်လေအင်မတန်ကိုရှက်စရာကောင်းတဲ့အပြုအမူမျိုးဖြစ်တယ်။ဒါကိုပေါ့ပေါ့ပါပါလေးနဲ့ဟာတခါတည်းအမှန်လို့ထင်လိုက်တယ်ဆိုကျွန်တော်တို့နောက်ထပ်မျိုးဆက်ဟာယဉ်လေးစရာဖြစ်တယ်ဘာသာသာသနာနဲ့ပတ်သက်လို့ရှင် နော်ဆိုတော့လေဘလို့ပဲဖြစ်ဖြစ်အခြေခံဗုဒ္ဓဘာသာဝင်တယောက်အနေနဲ့ ကျွန်တော်တို့ခုနပြောတဲ့စရဏရင်းအဲဝိပဿနာရင်းဆိုတာအရန်ဝေးသေးတယ်เนาะဆိုတော့ဒီ၅ပါးတိလရဲ့တရဏဂုံရဲ့ဆိုတာလောက်ကတော့တည်တဲ့နေလို့ကျွန်တော်ကတော့ဒီလိုလေးမြင်တယ်ဆိုတော့မိမာတွေမှာလည်းတာဝန်ရှိတယ်အဲ့တော့မိနှဆုံးမဖမဆုံးမတွေကလားလို့ပြောလို့ရှိလို့ရှိရင်ထက်ပြီးတော့မှနာစရာတွေဖြစ်နေအဲ့တော့ဒီအမျိုးသမီးလေးရဲ့မိမာတွေဟာဘလိုမျိုးတွန်တင်ခဲ့တယ်လဲတွန်တင်မှုအားနည်းခဲ့လေသလားဒါမှမဟုတ်ဒီအမျိုးသမီးလေးကိုယ်တိုင်ငါကိုဘင်းလိလာမှုအားနည်းလေသလားတော့မသိဘူးအင်မတန်စိတ်မကော ောင်းစရာကောင်းစွာနဲ့ပဲဗုဒ္ဓဘာသာဝင်တယောက်ဖြစ်ရက်နဲ့ငါးပါးသီလတွေတရဏဂုံတွေကိုမသိရှာဘူးအဲ့တော့မိဘတွေအနေနဲ့ကလည်းကိုယ့်ရဲ့သားသမီးတွေဟာဗုဒ္ဓဘာသာအမေဗုဒ္ဓဘာသာ အဖေကမွေးကြတယ်ဆိုလို့ရှိရင်ဘလို့ပဲဖြစ်ဖြစ်ငါးပါးတိလာတွေတရဏဂုံတွေခုနကဩဃာသားတွေနော်အာဂုံတော်၉ပါးလောက်တွေနမောတတရဲ့အဋ္ဌိပေလောက်တွေတော့နော်အနန္တောအနန္တငါးပါးလောက်တွေတော့တည်တည်နေလို့ကျွန်မကတော့ဒီလိုလေးအကြံပြုပြရစီ သင်ပေးရမယ်အတတ်ပညာတွေသင်ပေးရတယ်လို့မျိုးအသိပညာတွေလည်းသင်ပေးဖို့လိုအပ်တယ်အဲ့တော့ပညာတွေဘလောက်ပဲတက်တက်ဥစ္စာတွေဘလောက်ပဲရှိရှိဒီလိုမျိုးဘာသာရေးအသိမရှိဘူးဆိုလို့ရှိရင်ကျမတို့ကဒါလူပိတအောင်နေဖို့အတွက်ကိုခက်ခဲမယ်မြတ်စွာဘုရားရှင်ရဲ့တရားတော်တွေဟာလူပိတအောင်နေဖို့အတွက်အခြေခံအကြောင်းတရားတွေဖြစ်တယ်နော်အဲ့တော့ဒီလိုမျိုးပြောရင်တချို့လူတွေကကတ်တက်ပြီးတော့မှပြောမယ်အမလီဆန်းဆန်းတင်ဖြစ်နေတယ်ငါတို့ကဒါတွေမရလဲဒါတွေမသိလဲဖျားကိုရင်ထဲမှာကိန်းထားပြီးသား မြတ်စွာဘုရားဘလို့လူမျိုးမှမသိဘဲနဲ့ယင်ထဲမှာဘလို့ကိန်းမှာဟုတ်တယ်နော်ချို့လေချင်းနော်ဘုရားဟောငါတို့ဘုရားလက်မရှင်ခိုးတာယင်ထဲမှာဘုရားအမြဲတမ်းရှိတယ်ဆိုအဲ့ဒါကြီးရန်ကျွန်တော်လည်းလက်မခံပါဘူးမြတ်စွာဘုရားရဲ့ဂုဏ်တော်တွေဟာဘာတွေမှမသိဘဲနဲ့ယင်ထဲမှာဘလို့ကိန်းမှာလဲမြတ်စွာဘုရားဆုံးမထားတဲ့တရားတော်တွေကိုမသိဘဲနဲ့ယင်ထဲမှာဘာတွေကိုကိန်းမှာလဲအခြေခံလူမှုကျင့်ဝတ်ဖြစ်တဲ့သူတဘာအသက်ကိုမတတ်ရဘူး သူများဥစ္စာမခိုးရဘူးသူများသားသမီးကိုအာသူများသားမယားကို မလွန်ကျူးရဘူးအာလိန်ညာမပြောဆိုရဘူးတေရီတေရက်ကိုလွန်ကျူးစွာမတောက်သုံးရဘူးဆိုတော့၅ပါးတီလာရဲ့အနက်အဓိပ္ပာယ်ကိုမသိဘဲနဲ့ဘလို့မြတ်စွာဘုရားကိုယင်ထဲမှာဂိမ်းအောင်နေပါလေ နော်ဒါလေးကိုတတိထားဖို့လိုတယ်အဲ့တော့မြတ်စွာဘုရားရဲ့တရားတော်တွေကနှစ်ပေါင်း2000ကျော်ကာလအထိဒီနေ့ဒီအချိန်ထိခင့်မိနေတော့ဒီနေ့ဒီအချိန်ထိလူလောကမှာအရေးပါနေတော့ဒီနေ့ဒီအချိန်ထိကျမတို့တွေပြစ်ပယ်လို့မရတဲ့တရားတွေအမှန်တရားတွေဖြစ်နေတော့နော်ဆိုတော့သူ့အသက်ကိုမတက်နဲ့လို့ဆိုတာမသိဘဲနဲ့သူ့အသက်ကိုတတ်တာမကောင်းဘူးဆိုတာမသိဘဲနဲ့ဘယ်လိုလုပ်မှာလဲ သူများဥစ္စာခိုးတာဟာမကောင်းဘူးဆိုတာမသိဘဲနဲ့ဘလို့လူပီတာအောင်နေမှာလဲလိန်ညာမပြောရဘူးဆိုတာမသိဘဲနဲ့ဘလို့လူပီတာအောင်နေမှာလဲသူများသားသမီးအားကိုမလွန်ကျူးရဘူးဆိုတာမသိဘဲနဲ့ဘလို့လူပီတာအောင်နေမှာလဲတီတီရက်ကိုလွန်ကျူးစွာမတောက်ရဘူးဆိုတာမသိဘဲနဲ့ဘလို့လူပီတာအောင်နေမှာလဲ ပြီးတော့ဘာသာကြားနေနေဆိုရင်လည်းအရန်ရှက်ဖို့ကောင်းတယ်ကျမတို့အစ္စလာမ်နေဆိုရင်ခုနကတော့ကျမ live ထဲမှာအစ္စလာမ်အမျိုးသမီးတယောက်ကဝင်ရေးတယ်သူတို့ငားနေနေရတဲ့ဘာသာရေးကျောင်းတွေကိုပို့ပြီးတော့မှတဲ့ဘာသာရေးစာပေတွေကိုသင်ကြားပေးတယ်တဲ့ကျမတို့ဗုဒ္ဓဘာသာတွေဟာတော့ကလေးတွေကိုတခါလေးကိုခေတ်ပညာတွေကိုသင်ဖို့ရပဲဟာစာရီတက်ဖို့ဗိုလ်ကျောင်းတွေကိုထားဖို့အင်္ဂလိပ်စကားတွေဒုတက်ရွှေ့ရှက်တီပဲဖြစ်ဖို့အာဗမာစကားမပြောရင်ပဲကျင့်နေနေတဲ့မိဘတွေအရန်များလာပြီးအရန်ရင်လေးစရာကောင်းတယ်အဲ့တော့ကလေးတွေဟာဖျားလဲမသိဘူးတရားလဲမသိဘူးလူကြီးသူမလဲမသိဘူးအဲ့တော့လေအသက်ကြီးကတော့ မှလူအိုယုံကိုအပုတ်ခံရတဲ့မိဘတွေဖြစ်မယ်။မိဘကိုယူတင်ရကောင်းမှန်း၊ချစ်ရကောင်းမှန်း၊လေးစားရကောင်းမှန်းမသိတဲ့ခါကျတော့အသက်ကြီးရင်မိဘကိုပြန်ပြီးပြုစုစောင့်ရှောက်ရမယ်ဆိုတဲ့အသည့်တွေမသိဘဲနဲ့အဲ့ဒီမိဘတွေကိုလွယ်လွယ်ကူကူနဲ့စွန့်ပစ်ခံရလိုက်လိမ့်မယ်။ဒါကြောင့်မလို့မိမိတွေပေါ့အဓိကအားဖြင့်တော့ဘာသာရေးအသည့်တွေကိုကလေးတွေကိုရိုက်သွင်းပေးဖို့လိုအပ်တယ်။တရဏဂုံဆိုတာဘာလဲဆိုတရဏဂုံဆိုတာဗုဒ္ဓံတရဏံကိစ္ဆာမိ၊ဓမ္မံတရဏံကိစ္ဆာမိ၊တန်ခံတရဏံကိစ္ဆာမိ။ကျွန်တော်ကတော့သိတဲ့နဲ့ဗုဒ္ဓဘာသာတွေ အနန္တောအနန္တာ၅ပါးဖျားတရားတန်ကမိပါစေရဂုံတော်ကိုပါဣတိပိသောဘဂဝါအရဟံတမန်တမုတ်တော်ဝိစာစရဏတမန်တော်သူကတော်လောကဝိတုနှုတ်တော်ပူရိသဓမ္မတာရတိတတဒီဝမနုဿာနံဗုဒ္ဓောဘဂဝါဖျားဂုံတော်ကိုပါနမောတတဘဂဝါတော်အရဟတော်တမန်တမုတ်တတဘာဖြစ်လို့ယွတ်နေတာလဲနမောရှ िख ိုးပါဤတတထိုဖျားရှင်ဟာဘဂဝါဂုံတော် အရဟံဂုံတော်တမ္မန်တံဗုဒ္ဓဂုံတော်နှင့်ပြည့်စုံတော်မူသောမြတ်စွာဘုရားအားရှိခိုးပါ၏ဒီလိုအဓိပ္ပာယ်ရတယ်အတူကောင်းဖတ်ကြဟိဇဒန်းဆိုရင်နမောတတဗကဝါတော်အရဟတော်တမ္မန်တံဗုဒ္ဓတဆိုတာမြတ်စွာဘုရားအားရှိခိုးပါ၏လို့ဒီလိုအဓိပ္ပာယ်ရတယ်ဒါကြောင့်မို့လို့ကျမတို့ကပိယိတ်ဒီပဋ္ဌာန်းဒီဂါရတော်ဒီကိုရစ်ဆိုတယ်ဆိုရင်မြတ်စွာဘုရားကိုရှိခိုးပါ၏နမောတတဗကဝါတော်အရဟတော်တမ္မန်တံဗုဒ္ဓတလို့ခံပြီးတော့မှဇန်နေဘုရားစာကြီးကိုရစ်ဆိုခြင်းဖြစ်တယ် တရဏဂုံ၃ပါးဆိုတာဗုဒ္ဓံတရဏံကိစ္ဆာမိဓမ္မံတရဏံကိစ္ဆာမိတန်ခံတရဏံကိစ္ဆာမိဒုတိယမိဓမ္မံတရဏံကိစ္ဗုဒ္ဓံတရဏံကိစ္ဆာမိတတိယမိဗုဒ္ဓံရောမြတ်စွာဘုရားကိုကိုးကွယ်ရာဟု၍ယုံကြည်စိတ်ကပ်ပါ၏ယုံကြည်အားကိုးရာဟု၍ကိုးကွယ်စိတ်ကပ်ပါ၏ဓမ္မောတရားတော်မြတ်ကို အားကိုးရာဟု၍ယုံကြည်စည်းကပ်ပါ၏တန်ခေါ်တန်ဃာတော်မြတ်စွာဘုရား၏တရားသားတပည့်တန်ဃာတော်များကိုယုံကြည်ကိုးကွယ်ရာစည်းကပ်ပါ၏ဆိုတဲ့ဒီလိုအတိတ်ပဲမျိုးလေးတက်ရောက်တယ်ဒီလိုမြန်မာပြန်မျိုးလေးတတနကုံဆိုတာတတနကုံတည်ခြင်း၈ပါးရှိတဲ့အကျိုးကျေးဇူးအဲ့တော့ဂုံတော်ကိုးပါးတို့တရဏဂုံတို့ငါးပါးတီလာတို့နမောတတတို့ အနန္တောအနန္တာ၅ပါးလို့ဆိုတာဗုဒ္ဓဘာသာဝင်တိုင်းအခြေခံသိရမယ့်အကြောင်းအရာတွေအာလုံးလုံးနေလို့မလို့အလုပ်ထဲမှာလာမေးလို့မလို့အုံနောက်ကစဉ်းစားလို့မရဘူးဆိုတာခက်ညံ့ညံ့အပေါ်စားဗုဒ္ဓဘာသာဝင်တွေဒီအသက်ဒီအရွယ်အမျိုးသမီးလေးတယောက်ဟာဒါကိုမသိဘူးဆိုတာအင်မတန်ညံ့ဖျင်းသော အင်မတန်ကိုဝမ်းနည်းစရာကောင်းသောဘာသာကြားတွေအမြင်မှာလဲအင်မတန်ရှက်စရာကောင်းသောအပြုအမူဖြစ်တယ်။ဒါကြောင့်မလို့မိဘတွေအနေနဲ့ဒါလေးကိုပေါ့ပေါ့တန်တန်လို့မှတ်မှတ်ဖဲနဲ့ကိုယ့်ရဲ့သားသမီးလေးတွေကိုလေဖခင်ရဲ့အဲဒီဗုဒ္ဓဘာသာဝင်တယောက်ဖြစ်ရချိုးနဲ့အောင်အခြေခံသဘောတရားလေးတွေကိုတော့သိအောင်လို့သင်ပေးထားဖို့လိုအပ်တယ်။ကျွန်တော်တို့ကဘာဖြစ်လို့ဝင်ပြောနေရလဲဆိုလို့ရှိရင်ကိုထမင်းကိုစားပြီးတော့မှကျွန်တော်တို့တွေကတော့လူလူချင်းနားလည်အောင်လို့ဝေဖန်စရာရှိရင်ဝေဖန်မယ်ရှုံချစရာရှိရင်ရှုံချမယ်တည့်ရစရာရှိရင်ကဲ့ရမယ်ထောက်ပြစရာရှိရင်ထောက်ပြမယ် ဒီကနေမှတဆင့်မှအော်ဒါတွေကိုနားလည်သွားပြီဆိုလို့ရှိရင်အဲတန်ဃာတော်ရရဲ့တရားတွေကိုတန်ဃာတော်ရီမာလောင်မှပဲရိုးရိုးဒီဗုဒ္ဓရဲ့အခြေခံတရားတွေကိုသိအောင်လို့ဟောကြားတဲ့တန်ဃာတွေကတပတ်နောက်တစ်ခါအဲဆရဏရီဝိပဿနာရီကိုဟောကြားတဲ့ဒီတရားရဲ့အသည့်တွေဉာဏ်တွေကိုတက်ဖို့အတွက်ဟောကြားတဲ့ဆရာတော်တွေကတက်တက်ဒီလိုမျိုးတဆင့်ချင်းစီသွားရတာပေါ့ဝိပဿနာရီဆရဏရီဝိပဿနာရီဆိုတာအယံဝင်းနေသေးတယ်ကဲကြည့်အခြေခံတရဏဂုံတော်မသိဘူးတဲ့ငါးပါးတိလာတော်မသိဘူးတဲ့ အဲ့တော့သူ့ရဲ့မိဘကပဲတင်ပြဆူဆုံးမမှုအားညံ့နေတာလားသူကိုယ်တိုင်ကပဲလိလာတင်ယူမှုအားနဲလီသလားတော့မသိဘူးညီအစ်တွေ့ရတာလေဘယ်လိုမှကျမတို့ကတော့လေရင်ထဲမှာမခံစားနိုင်ဘူးအဲ့တော့ပြောလိုက်လို့ရှိလို့ရှိရင်တော့ပော့ပော့တန်တန်နဲ့ဒီဘက်ခိတ်လူငယ်တွေကလေအမလီအရန်ဆန်းဆန်းတင်ဖြစ်နေတယ် ငါတို့ကဒါရီမသိလဲရင်ထဲမှာဖျားကိမ့်မိတာငါတို့ကလူသားဆန်အောင်နေဖို့ပဲအရေးကြီးတယ်လူသားဆန်အောင်နေဖို့အတွက်ကိုဒီခုနကအခြေခံလူချင်းဝတ်ဖြစ်တဲ့၅ပါးသောတီလာကိုတောင်မှမသိဘဲနဲ့လူသားဆန်အောင်ဘလို့နေမှာလဲဟုတ်တယ်နော်လူသားဆန်အောင်ဘလို့နေမှာလဲအခြေခံလူချင်းဝတ်တွေမသိဘဲနဲ့လူသားဆန်အောင်ဘလို့နေမှာလဲအဲ့တော့ကျမတို့ဗုဒ္ဓဘာသာဝင်နေအနေနဲ့မပေါ်ပါနဲ့ဗုဒ္ဓဘာသာဝင်နေအနေနဲ့ကိုယ့်ရဲ့နောက်မျိုးဆက်ကိုတင်မှာ ဗုဒ္ဓဘာသာဖြစ်ရကျိုးနဲ့အောင်တင်မှာဘာသာမဲ့လေးတွေဖြစ်ကုန်မယ်။ကျမတော့ချစ်တီမုံတီစိုက်တီမစိုက်တီဖေထားကျမတော့မြင်တဲ့မြောက်ကိုထောက်ပြရမှာပဲ။